အဲ့တော့ဘာလို့ဆိုတဲ့အတ္တိတရားမရှိတဲ့ပုဂ္ဂိုလ်ရဲ့ဇယိုက်လက္ခဏာဘာတွေလဲဆိုရင် तू ကဒုစ္စိန်တိတာစိန်တီတွေးလိုက်လို့ရှင်ဒီကောင်းကျိုးချမ်းသာကို ဖြစ်စေနိုင်တဲ့အတွေးမျိုးသူများထိခိုက်မှုမရှိတဲ့အတွေးမျိုးဒီလိုအတွေးမျိုးမတွေးဘူးတဲ့မကောင်းတဲ့အတွေးဆိုးကျိုးကိုဖြစ်ပေါ်စေမဲ့အတွေးတွေကြီးပဲအကောင်းဘယ်တော့မှမတွေးဘူးလို့ဆိုလို့ တွေးတဲ့များဟာအစိုးရကြီးပဲပန္ဒိတအရာရာကိုစဉ်းစားတယ်အသိဉာဏ်ရှိတယ်ကောင်းတာမကောင်းတာသိတယ်လူတော်လူကောင်း လူစိတ်လူပီပီတန်းတာနဲ့ဝေးလာကလေးကမိကောင်းဖခင်သာသမီဖြစ်တယ်ဆရာကောင်းသမားတွေမွေးဆရာကောင်းသမားကောင်းတွေရဲ့ဆုံးမတွေနဲ့လူဟာမလုံတဲ့နန်းနဲ့လုံတဲ့နန်းတွေကိုခွဲခြားသိတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်လာ အတိတရားရှိတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တာ